မင်္ဂလာပါညီမတော်နေကြီးပါဒီနေ့တင်ဆက်ပေးသွားမှာတော့2023လောက်အတွက်ရှိတာတဲ့ကိုရီးယားတရက်ကလေးပဲဖြစ်ပြီးအစွမ်းထက်တဲ့နတ်ဆရာကြီးရဲ့မြေဖြစ်တဲ့ဒေါက်တာချုံဟာဗီဒီယိုကောင်းကောင်းအက်ဒစ်တက်တဲ့အင်ပယ်ဆိုတဲ့ကောင်လေးနဲ့နှစ်ယောက်ပေါင်းပြီးအပအနေနဲ့အလုပ်လုပ်ကင်ပြီးတော့သူတို့အပအနေနဲ့ဗီဒီယိုတွေကိုလည်းကောင်းကောင်းအက်ဒစ်ထားတဲ့အတွက်သူတို့ဗီဒီယိုမြင်တဲ့သူတိုင်းဟာတကယ်အစ်စ်မှန်လို့ပဲထင်ပြီးအပအနေမို့သူတို့နှစ်ယောက်လာခေါ်လိရှိကြပါတယ်ဒီလိုနဲ့တရက်မှလည်းတထဲအိမ်တိုင်းကနေသူတို့ရဲ့သမီးအလဲတန်းကျောင်းသူလေးကတရက်ပူးသွားလို့ဆိုကဒေါက်တာချွန်းတို့နှစ်ယောက်အပနဲ့မို့အိမ်ကိုပြင်လိုက်ပါတော့တယ် ဒီလိုနဲ့နှစ်ယောက်သာတရေအိမ်ရှိကိုရောက်သွားကြပြီကားရဲရဲချင်းမှာပဲကားမရဲရဆိုတဲ့တတိပေးဆံလေးကိုကြားလိုက်ရတာကြောင့်ဒေါက်တာချွန်လည်းအိပ်ပျော်ရအောင်လမ်းနှိုးသွားပါတယ်ဒီလိုနဲ့နှစ်ယောက်သာလိုအပ်တဲ့ပစ္စည်းပစ္စည်းရတွေယူပြီးတရေအိမ်ထဲကိုဝင်ခဲ့ကြပါတယ်ဒေါက်တာချွန်ကတော့တရေချောင်းဝင်းထဲကိုရောက်ရောက်ချင်းမှာပဲသူ့လက်မှာချိန်ဆွဲထားတဲ့ခေါင်းလောင်းလေးကိုလှုပ်ကြည့်လိုက်ပေမဲ့ခေါင်းလောင်းတန်အမြင်မလာခဲ့ပါဘူးတကယ်တော့အဲ့ဒီခေါင်းလောင်းလေးကသူ့ကိုနှက်စရာစီကနေအမွေရထားတဲ့ပစ္စည်းလေးပဲဖြစ်ပြီးမကောင်းဆိုးရတကယ်ရှိတဲ့နေရာဆိုရင်အဲ့ဒီခေါင်းလောင်းလေးကအတန်းအမြည်ပဲမယ်အခုချိန်နေသူ့အပအနေနဲ့တက်တန်းတစ်ယောက်ခေါင်းလောင်းကတခါမှမမြည်ဘူးပါဘူး ါကြောင့်မဲ့ဒေါက်တာချွန်းကဒီတရေအိမ်မှာဘာတည်းမှမရှိဘူးဆိုတာကိုသိသွားပေမဲ့သူတို့လုံနေကြပုံစံတိုင်းလုပ်ဖို့အင်ဘဲကိုပြောလိုက်ပါတယ်။ဒီချိန်မှာပဲအပေါ်တက်ဝရဏာကနေထွက်ကြည့်နေတယ်။တရေပူကန်နာရတယ်ဆိုတော့အလဲတန်းကျောင်းသူလေးကနင်တို့နှစ်ယောက်ရဲ့အပနေနဲ့ဗီဒီယိုတွေကိုကြည့်ရတာအကုန်လုံးကအင်းနေကြီးပဲလို့ပြောလိုက်ပြီးလှုပ်ရှားကင်စားရတာအလောက်တောင်ခက်ခဲနေလားဆိုပြီးလမ်းပြောပါတော့တယ်။ဒါကြောင့်မို့မိဘနှစ်ယောက်လည်းအိမ်ထဲအသေးအံထွက်လာကြပြီ။သူ့သမီးလေးကအရင်တော့ကဒီလိုအရင်ဆိုင်မျိုးမဟုတ်ပါဘူးလို့ပြောလိုက်ပြီးတော့အခုမှရုပ်တရက်ကြီးတခုခုပူးသွားတယ်လို့မျိုးပြောင်းလဲသွားတာလို့ပြောလိုက်ကကလေးမလေးနဲ့ပတ်သက်ပြီးတခုခုခံစားမိတာရှိလားလို့မေးလိုက်ပါရစေ။ ဒါကြောင့်မက်ဒေါက်တာချုံကလည်းခက်တီတီနဲ့တဲ့ကတော့ရှုတိတ်တိတ်နေလို့ပြောလိုက်ပြီးအခုပြဿနာဒီကလေးကြောင့်ဖြစ်နေတာမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့နေရမာရမဲနှာခေါင်းတရှုံရှုံနဲ့အနံ့ခံလိုက်တာဒီတိန်လုံးမှာအနံ့နေလိုက်လိုက်ထားနေရဲ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်မက်ချန်ရဲ့ထောက်မှာထားရတဲ့ကြောက်ရွံ့ထုကိုလှည့်ကြည့်လိုက်ပြီးလူသေးအောင်ပုံနဲ့ရတယ်လို့ပြောလိုက်တာကြောက်ရွံ့ထုရှိရစီကိုရှောက်သွားလိုက်ပါတယ်။အပေါ်ရက်ကြည့်နေတဲ့အလဲတန်းကျောင်းသူတွေကတော့တောက်ယူးတွေပဲလို့ပြောလိုက်ပြီးသူတို့နှစ်ယောက်လိန်နေတာကိုမိဖမ်းဖို့အတွက်ဖုန်းနဲ့ဗီဒီယိုထုတ်ရိုက်လိုက်ပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာခြံနောက်မှာထားရတဲ့ကြောက်ရွံ့ထုံသားမှာပဲလိုအပ်တဲ့အပြင်စင်တွေကိုပြုလုပ်လိုက်ကြပြီဒေါက်တာချွန်းဟာဒီရုပ်ကိုဘာယုံမှန်းသိလို့ခြံထဲမှာထားရတာလားလို့မေးလိုက်ပါတယ်အင်ရှင်တရေကလည်းဒီရုပ်ကအထက်တန်းလွာတွေရဲ့အိမ်မှာထားလို့ရှိတယ်ချောင်းအောင်ဆောက်ရှောက်ပေးတဲ့ရိုးရာနှက်ပါလို့ပြောလိုက်ပေမဲ့ဒေါက်တာချွန်းဟာဒီနှက်ကအဆောင်ရှောက်နဲ့ရုပ်ဆိုတာတော့မှန်ပေမဲ့ချောင်းအောင်ဆောက်ရှောက်တာတော့မဟုတ်ဘူးတုတ်တန်အောင်ဆောက်ရှောက်တာလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့အင်ဘဲကလည်းဒေါက်တာချွန်းအပတ်နေနာတွေကိုမှတ်တမ်းယူဖို့အတွက်ကင်မရာနဲ့ဗီဒီယိုရိုက်ကူးထားလိုက်ပြီး ဒေါက်တာကျွန်းကတော့တုတ်တန်ဝိညာဉ်တွေကိုစောင့်ရှောက်တယ်တုတ်တန်စောင့်ကြောက်တိုင်းလို့ပြောလိုက်ပြီးတော့ချက်ချင်းမဲ့မျိုးလုံးပြူးထွက်လာတာအဲ့ဒီကြောက်တိုင်ကဒီနေရာကိုတုတ်တန်မြေဖြစ်အောင်လုပ်နေတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်မို့ဒီနေရာတဖြည်းဖြည်းနဲ့တုတ်တန်မြေဖြစ်လာတဲ့အတွက်အိတ်မဲ့ကျန်လိုက်တဲ့ခါတိုင်းလည်းအိတ်လို့မရပဲနဲ့အိတ်ပျော်သွားပြန်ရင်လည်းလက်လက်နိုးလာတတ်တယ်လို့ပြောလိုက်ပြီးတော့တထဲရဲ့အရေးချင်းရှိပေမဲ့လည်းဝင်ငွေကနည်းနေတယ်လို့ပြောလိုက်တာလိမ္မာတဲ့သမီးလေးကလည်းရုတ်တရက်ကြီးရင်ကျေးမှုမရှိတော့တဲ့အပြင်အဆက်အနေလည်းထိုးကျသွားတယ်မှတ်လားလို့ပြောလိုက်တဲ့အတွက်တထဲကတော့ကလည်းဟုတ်တယ်ဟုတ်တယ်ဆိုပြီးထောက်ခံပေးလိုက်ပါတယ် ဒါပေမဲ့လေတန်းကျောင်းသူလေးကတော့တောက်ယူတွေအပေါ်ရီလာလုံနေဆိုပြီးသူတို့နှစ်ယောက်လုံနေတာတွေကိုဗီဒီယိုဆက်ရိုက်နေခဲ့ပါတယ်လုံးနဲ့ဒေါက်တာချုံကကြောက်တိုင်မှာကတ်နေတဲ့တစိတွေကိုဖန်ရှားပေးရမယ်ဆိုပြီးသူ့လက်ထဲရသားနဲ့ကြောက်တိုင်ကိုပြစ်ဆိုင်လိုက်တာဒီချိန်မှာပဲအင်ဘဲကလည်းလက်ကြားထဲမှာဖွဲ့ယူလာတဲ့အဝေးထိုင်းကလုတ်လေးကိုနှိပ်လိုက်တာကြောင့်ချက်ချင်းမှကြောက်တိုင်ရှေ့မှာထားရတဲ့အနီရောင်ရေကွက်ဆူပွက်လာပါတယ်အဲ့လိုနဲ့အင်ဘဲကကလုတ်ကိုနောက်တစ်ချက်ထပ်နှိပ်လိုက်တာကြောင့်သူတို့ကားထဲကနေတစင်းအသင့် join ထားတဲ့မိုက်ကနေလေတိုးတန်ကြီးထွက်ပေါ်လာပြီးသူတို့အပနဲ့နေနေရကလည်းလှုပ်လှုပ်ခက်ခက်ဖြစ်လာပါတော့တယ် ဒါကြောင့်ပဲမယုံပါဘူးဆိုတဲ့ចောင်းသူလေးတောင်16တဲ့အထင်နဲ့ကြောက်လန့်သွားပြီအဲ့ဒီချိန်မှာပဲအင်ဘဲကခလုတ်နောက်တစ်ချက်ထပ်နှိပ်လိုက်တာကြောင့်ကြောက်တိုင်မှာစိုက်နေတဲ့ဒါကကျွတ်ထွက်လာတာမို့လို့ဒေါက်တာချိုးကကျွတ်ထွက်လာတဲ့ဒါကိုဆွဲဖမ်းလိုက်ပါတယ်။ဒါပေမဲ့ဒီချိန်မှာပဲသူတို့ကကားမရက်ရနေရမှာယက်ထားတာကြောင့်ရင်းနေရဲ့အဖွဲ့ကသူတို့ကားကိုဆွဲကားနဲ့လာဆွဲသွားပါတော့တယ်။ဒါကိုမသိတဲ့ဒေါက်တာချိုးကတော့တစေထွက်သွားစမ်းဆိုပြီးကြောက်တိုင်ကိုဒါနဲ့ခုတ်လိုက်ပေမဲ့အလုံးမလုံးတာကြောင့်ဘာဖြစ်နေတာလဲဟာဆိုပြီးကြည့်နေတော့မှာပဲ။ ကျောက်တန်ရဲ့အောက်ခြေမှာတက်ထားတဲ့ဝေဒင်းကလုပ်လေးကြောင့်ကျောက်တန်ကသူတို့ကောင်းတက်တက်ရှိရစီကန်ထွက်လာတာမို့လို့အကုန်လုံးကောင်းကောင်းရှောင်လိုက်တဲ့အခါအိမ်ရဲ့မန်တကားကိုထိပြီးကွဲသွားပါတော့တယ်။အဲ့လိုနဲ့ဒေါက်တာချုံကကျောက်တန်ရဲ့အိမ်ထဲကိုလွင့်ပြန်လာတဲ့အတွက်အိမ်ထဲရဲ့အရာတွေကကျောက်တန်ကိုဆွဲခေါ်နေတာလို့ပြောလိုက်ပြီးအိမ်ရှင်တဲ့ကိုလည်းတဲ့ရဲ့အမြင်တွေကတခြားသူတွေနဲ့မတူဘဲတမှုထူးကြနေတာမို့လို့အခုကစပြီးမျက်စိကျတဲ့ဘဲရောင်မဆိုလစ်လူရှူထားလိုက်လို့ပြောလိုက်တာလိုချင်တာတခုခုရှိရင်လည်းတဲ့ကတော်ကိုပဲဝယ်ပိုင်းလို့ပြောလိုက်ပါတယ်ဒီစကားကြောင့်တဲ့ကတော်ကနည်းနည်းသဘောကျသွားပြီသမီးဖြစ်သူကတော့လက်တလုံးမှာစိတ်ဒဏ်ရာရနေတဲ့အတွက် နှစ်ပတ်လောက်ထိကိုကျောင်းနေတင်းတန်းတွေကိုလုံးဝမဖို့ပဲနဲ့တခြားသူလုပ်ချင်တဲ့အရာတွေအားလုံးလုပ်ခွင့်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်။ကျောင်းသူလေးကလည်းဒီလိုဆရာမျိုးကမှအတူရောင်လို့ဆွဆွဲမိလို့တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။ဒါရီမကာသေးပဲဒေါက်တာကျွန်းကကျောင်းရုပ်ထုကအိမ်ထဲကိုလွင့်ပြန်လာလို့ပျက်စီးနေနေရှိသွားတဲ့အတွက်ဒီပျက်စီးတွေကိုဘယ်လိုလုံးဝမလဲလို့ညှဉ်းညွတ်လိုက်တာကြောင့်တတိကတော်ကလည်းရှုပ်ပွားနေရတယ်ကိုကြီးကြက်ပြီးရှင်းပေးပါဆိုပြီးငွေတော့တစ်ထောက်ကမ်းပေးလိုက်တာမို့လို့ဒေါက်တာချွန်းကရှုပ်ပွားနေရတယ်ကိုအင်ဘယ်ဝဲရှင်းခိုင်းပြီးငွေရတော့သူပဲတင်လိုက်ပါတယ် ဒီလိုနဲ့နှစ်ယောက်သားအိမ်ပြန်ရောက်တဲ့အခါမှာတော့အင်ဘဲကဒီကျက်ရုပ်ထုကြီးကတကယ်ပဲတုတ်တန်ဆောင်တဲ့ရုပ်ထုကြီးလားကျွန်တော်ဒါမျိုးရုပ်ထုကိုခဏခဏဥယျာဉ်ထဲမှာတွေ့ဘူးပါတယ်လို့ပြောလိုက်တာကြောင့်ဒါကိုကြားသွားတဲ့ဦးလေးဖြစ်သူကမင်းပါလို့ဒီလိုမျိုးပဲခဏခဏလိန်စားနေရတာလေလို့ဒေါက်တာချွန်းကပြောလိုက်ပါတယ်ဒေါက်တာချွန်းကတော့ဒီလူတွေကိုအဲ့ဒီနေရာမှာဘာတရားမှမရှိဘူးလို့ပြောတယ်ဒီလူတွေကလက်ခံမဲ့ထင်းနေလားဟာဒီကောင်တွေရေချင်းမရှိတဲ့ကောင်တွေပါကွာဘာညာနဲ့ဆဲဆိုနောက်တဲ့မျက်စိအောင်သွားရှာကြအောင်ပါအဲ့လိုလိုက်ရှာရင်းနဲ့ပဲတကယ်လူလိန်အကြီးစားနဲ့တွေ့ပြီးမွဲသားနိုင်တာကိုသိလို့ကျွန်တော်ကဈေးသက်သက်သက်နဲ့လုတ်ပေးခဲ့တာလို့ပြောလိုက်ပါတယ် အဲ့နောက်မှာတော့ဒေါက်တာချုံကသူ့ကိုစီအမွေရတာနဲ့ခုနှစ်ဆင့်ကျဲတာအကျိုးလေးနဲ့ချူခေါင်းလောင်းလေးကိုမိခင်တက်တာထဲမှာတင်ထားလိုက်ပြီသူတရက်နေပေးခဲ့ဘူးတဲ့နေရာတွေအားလုံးမှာတရက်မရှိတဲ့အတွက်အဲ့ဒီနေရာတွေအားလုံးကိုမင်းနီနဲ့မှတ်သားပြီးစောက်တုပ်ထဲမှာတင်ထားတာပါဒီလိုနဲ့တည့်ရက်မှာတော့ဒေါက်တာချွန်းအလုပ်အပ်ဖို့အတွက်သူတို့ရုံးခန်းရှိရာစီကိုမျိုးသမီးတယောက်ရောက်လာခဲ့ပါတယ်။ဒါကြောင့်မဲအင်ဘဲကအလုပ်လက်ခံဖို့လုပ်လိုက်ပေမဲ့ဒေါက်တာချွန်းကထွက်လာပြီးခုလောလောဆယ်အချိန်စရာတွေပြည့်နေရမို့လို့အပနေနာကိုလက်မခံပေးသေးဘူးလို့ပြောလိုက်ပါတယ်။ ကယ်တော့ဒေါက်တာချုံကအလုတ်လက်အပ်တဲ့မျိုးသမီးရဲ့ပုံစံအပူတဲရုပ်ဖြစ်နေတာမို့လို့အဲ့လိုကလိုင်းရဲ့မျိုးဆိုရင်ဘာပစံမှရမှာမဟုတ်ဆိုပြီးလက်မခံတာပါ။ဒါပေမဲ့ယူကယောင်းကသူတို့နှစ်ယောက်စကားပြောနေတဲ့အလုတ်ကန်းထဲတွေဝင်လာပြီးသူ့အိတ်ထဲမှာပါလာတဲ့ပတ်စံတွေကိုဇပွဲပေါ်လောင်းချလိုက်ကခုချက်ချင်းကျမနဲ့လိုက်ခဲ့ရင်သိန်း900ပေးမယ်။အလုတ်ပြီးသွားရင်နောက်ထပ်သိန်း900ပေးမယ်လို့ပြောလိုက်တာကြောင့်ချက်ချင်းဆိုသလိုပဲဒေါက်တာချုံကယူကယောင်းအလုတ်အပ်တဲ့လိပ်စာကိုမေးပြီးလိုက်သွားဖို့လုပ်လိုက်တာကြောင့်အင်ဘယ်လဲပြောင်းလဲမြန်တဲ့ဒေါက်တာချုံရဲ့ပုံစံကိုကြည့်ပြီးမျိုးလုံးပြသွားပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားယူကယောင်းရဲ့ကားနောက်ကနေသူတို့ကားနဲ့လိုက်လာကြပြီ။ ဂဲချောင်းဆိုတဲ့ပြည်နယ်ကို UDP သွားနေကြတာပါအဲ့လိုနဲ့သူတို့နှစ်ယောက်ရဲ့ကားဟာယူကျောင်းခေါ်လာတဲ့ရွာထဲရောက်လာတဲ့အခါမှာတော့မျိုးတွေအုပ်ဆိုင်နေတာကိုတွေ့ရပါတယ်ဒါကြောင့်မအင်ဘဲကလည်းတမ်နေကောင်းကောင်းတော့ရပြီလို့ပြောလိုက်ပြီးမျိုးကိုတွေကမိန်းကလေးလိုနာမည်ပေးမယ်လို့ပြောလိုက်ပြီးတော့အဲ့လိုတင်လိုက်ရင် view ကတော်တော်လေးတက်မှလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ယူကျောင်းကသူ့အိမ်ရောက်တဲ့အခါမှာတော့တော့ခတ်ထားတဲ့အခန်းတစ်ခုကိုဖွင့်ပြလိုက်ပြီးအခန်းထဲမှာတော့စနေရွယ်လောက်ရှိတဲ့ကလေးမလေးတယောက်ကိုထိုင်ကုန်မှာကျိုးနဲ့တော့ဝီဖားနေတာကိုတွေ့ရပါတယ်။ကလေးမလေးကတော့မမရေးတမိကိုဘာလို့အလိုလောက်ရတာလဲဆိုပြီးငိုယိုပြီးတောင်းပန်နေခဲ့တာပါ။ ဒါကြောင့်မို့ဒေါက်တာဂျွန်လည်းသူ့လက်ကခေါင်းလောင်းလေးကိုလှုပ်ကြည့်တဲ့အခါအသံမြည်မလာတာကြောင့်ဒီမှာလည်းဘာတရေမှမရှိဘူးဆိုပြီးအေးအေးဆေးဆေးဖြစ်သွားခဲ့ပြန်ပါတယ်။ဒါမှမဟုတ်အင်ဘဲကတော့ကလေးလေးကိုကြိုးတုပ်ဖမ်းထားတဲ့အတွက်ရဲစခန်းအောင်ပဲတိုင်သင့်တယ်လို့ပြောလိုက်ပြီးဒီလောက်ကိုဆက်မလုပ်ဖို့ပြောလိုက်ပေးမယ်။ဒေါက်တာဂျွန်ကတော့ဒီကလိုင်းကအခြားသူတွေတက်ဆဲစားလို့ပူပေးတာမို့လို့ငါတို့တော့ဘာမှအရှုံးမရှိဘူး။ထုံးစံတိုင်းလုပ်နေကြအတိုင်းပဲလုပ်ရအောင်လို့ပြောလိုက်ပြီးလက်ထက်ခေါင်းလောင်းလေးကိုလှုပ်ပြလိုက်ကသူ့ရမယ့်ငွေတွေအတွက်တက်ကြွနေခဲ့ပါတယ်။အဲ့လိုနဲ့နှစ်ယောက်သာတရေပူးခံရတဲ့ဆိုတဲ့ကလေးမလေးရဲ့အခန်းရှင်မှာထုံးစံတိုင်းလိုအပ်တာတွေပြင်ဆင်လိုက်ကြပါတယ်။ ဒါပေမဲ့ယူကယောင်းကတော့ကျင်းစဲကြီးနဲ့အခန်းရှိမှာထိုင်ဆောင်နေတာဖြစ်ပြီးအင်ဘဲကိုရှင်ရဲ့ကျမလူမျိုးပဲတရေတွေမြင်ရတာလားလို့မေးလိုက်တဲ့အတွက်ဒါကိုကြားသွားတဲ့ဒေါက်တာချွန်းကဒီကောင်ရဲ့တရေမြင်နိုင်စွမ်းတော်ရုံမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ယူကယောင်းကတော့ကျမဆိုရင်ငငယ်တဲ့တရေတွေကိုမြင်နေရကြလို့ပြောလိုက်ပြီးရှင်တို့ channel မှာတင်ထားတဲ့ဗီဒီယိုတွေရဲ့အဖြစ်အပျက်တွေကလည်းကျမအတွက်တော့ဘာမှမထူးကြဘူးလို့ပြောလိုက်ပြီးမကောင်းဆိုးတာတွေကိုမြင်နေရတော့လဲရှောင်ကွင်းမိသွားလို့ရတာပေါ့လို့ပြောလိုက်ပါတယ်။ဒါအပြင်ယူကယောင်းကဒီတော့ကိစ္စကတော့ကျမညီမလေးကိုယ်တိုင်ကမကောင်းဆိုးဝပူကန်နေရတာဖြစ်လို့မျက်ွယ်ပြူတာလို့မရဘူးလို့ပြောလိုက်တဲ့အတွက် ဒေါက်တာချုံကလည်းခက်တီတီနဲ့ပဲအပနင်းလိုက်ရင်ရပါတယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ဒေါက်တာချုံကအမှုခံနာရတဲ့ကလေးမလေးနာကိုကတ်သွားပြီးကလေးမလေးရလည်းတနာစီရမျက်လုံးလေးနဲ့ဦးလေးရနှက်စရာလားလို့မေးလိုက်တဲ့အတွက်ဒေါက်တာချုံကဦးလေးရနှက်စရာမဟုတ်ဘူးဇာဝန်တယောက်ပါလို့ပြောလိုက်ပြီးသူ့လက်ထဲမှာကင်ထားရတဲ့ဒါကလည်းအတူကြီးပဲလို့ပြောလိုက်ပြီးတော့သမီးရဲ့မမမသိစေနဲ့နော်လို့တူတူလေးပြောလိုက်ပါတယ်။ကလေးမလေးကတော့တမီးရဲ့အမကတရေတွေမြင်ရတယ်လို့ပြောတယ်။တမီးစီမလည်းမကောင်းဆိုးဝါးပူးနေတယ်လို့ပြောတယ်။အဲ့ဒါတကယ်ဟုတ်လို့လားယင်လို့မေးလိုက်တဲ့အတွက်ဒေါက်တာချွန်းကသူ့စီမအများန်းစောင့်နေတဲ့ချူလုံးလေးကိုထုတ်ပြလိုက်ပြီ ဒီချူလုံးလေးကတကယ်အသေးရှိမှအတန်မီတယ်ဒါပေမဲ့ဦးလေးနေထိုင်လာတဲ့တက်တန်းတစ်ယောက်တစ်ခါမှဒီလုံးလေးကအတမ်းမမီဘူးလို့ပြောပြလိုက်ပြီ။မယုံရင်ဒီမှာကြည့်ဆိုပြီးခေါင်းလောင်းလေးကိုလှုပ်လိုက်တဲ့ခါမှာတော့ချူလုံးလေးကချက်ချင်းပဲအတမ်းမီသွားပြီ။ခလေးလေးမှတရေပူနေတယ်ဆိုတော့သိသွားပါတော့တယ်။ဒီချိန်မှာပဲခလေးမလေးကမင်းကလူလိမ်လှုပ်ပြီးလိုက်လိမ်နေရကောက်မယ်လို့ပြောလိုက်ပြီးတော့သူတို့ရဲ့အပနဲ့မို့လှုပ်ထားတဲ့စီးဝိုင်းအပြင်ဆင်ကလည်းလေတိုက်တယ်လို့မျိုးလှုပ်ခတ်လာပါတော့တယ်။ဒါကြောင့်မဲ့ယူကယောင်းကသူ့ညမကိုတိုက်ခိုက်ဖို့လှုပ်လိုက်တဲ့အတွက်ဒါကိုမြင်လိုက်တဲ့အင်ဘဲကလှမ်းတလိုက်တာကြောင့်ယူကယောင်းရဲ့လက်ထက်ကကျင်ဆက်နဲ့တိုးပြီးသားဖြစ်ပြီးလဲကျသွားပါတော့တယ်။ ဒေါက်တာချွန်းကတော့ပူးနေတဲ့တရေကိုနှိမ်နှင်းဖို့အတွက်သူ့ကိုယ်မှာလွယ်ထားတဲ့ခုနှစ်စင်ကျဲထားအကျိုးလေးကိုထုတ်လိုက်ပေးမယ်။သူ့မတိုက်ခတ်ရတဲ့ကိမှာပဲကလေးမလေးကသူ့ကိုခုံနဲ့ရိုက်ပလိုက်ပါတော့တယ်။အဲ့လိုနဲ့ကလေးမလေးစီမှာပူးနေတဲ့တရေကအကြီးမရဲ့ခန္ဓာကိုယ်နဲ့ဝင်ဖို့ကြိုးစားလိုက်ပေးမယ်။ယူကီယောင်းရဲ့ခန္ဓာကိုယ်နဲ့ဝင်လို့မရမဖြစ်နေခဲ့ပါဗျ။ယူကီယောင်းကတော့မကောင်းဆိုးဝါးကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတာမို့လို့မကောင်းဆိုးဝါးကိုမမြင်ရတဲ့ဒေါက်တာချွန်းကိုသူ့ရှေ့မှာတရေရှိတယ်လို့ပြောလိုက်တာကြောင့်ဒေါက်တာချွန်းကလည်းယူကီယောင်းပြောတဲ့နေရာကိုခုနစင်ကျဲသားနဲ့ခုတ်လိုက်တာကြောင့်တရေကလည်းနေရာကနေထွက်ပြေးသွားပါတော့တယ်။ တကယ်တော့ကလေးမလေးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးနေတဲ့တရေကခေါင်းဆောင်တရေဖြစ်ပြီးသူ့ရဲ့နောက်လိုက်တွေလည်းအများကြီးရှိနေတာ။ UK ရောက်ရဲ့တရေမြင်ရတဲ့မျက်စံအောင်ဖောက်ပြဖို့အတွက်တရွာလုံးကလူတွေကိုအပမိထားတာမို့လို့ရွာကမြို့ကိုယ်တွေအုပ်ဆိုင်တယ်လို့ဖြစ်ပြီးကြောက်စရာကောင်းနေခဲ့တာပါ။အဲဒီနောက်မှာတော့ဒေါက်တာချွန်းကအင်ဘဲကိုတယောက်တည်းအင်ပြန်ကန်းလိုက်ပြီးသူ့ဦးလေးကိုပါခေါ်လာကန်းလိုက်ပါတယ်။ဦးလေးဖြစ်သူကတော့အင်ဘဲကနေတစဉ်ခေါင်းလောက်လုတ်သွားတဲ့ဗီဒီယိုတွေ့လဲရတာမို့လို့အနေများတဲ့အလုပ်ဖြစ်တာကြောင့်ဒေါက်တာချွန်းကိုခုချင်းချင်းပြန်လာဖို့ဖုန်းဆက်လိုက်ပေးမယ်။ဒေါက်တာချွန်းကတော့ဦးလေးရဲ့စကားကိုတစ်စက်မှနားမထောင်ပါဘူး။ ။ဒါကြောင့်မဲ့ဥလိပြစ်သူကလည်းတရဲနေမဲ့ဒေါက်တာကျောင်းကိုစိုးရိမ်နေတဲ့အတွက်အပအနေနဲ့ပုံယူပါဆွဲထုတ်လာပြီဒေါက်တာချွန်းရှိရာစီကိုကားနဲ့ထွက်လာတာကြောင့်အင်ဘဲကနှစ်အောင်လုံးကခုမှဘာလို့ထူးထူးဆန်းဆန်းနေလုံနေကြရလဲလို့မေးလိုက်ပါတယ်ဒီတော့မှဦးလေးဖြစ်သူကရွာတရွာရဲ့အဝင်ဝမှာရှိတဲ့တစ်ပင်ကြီးကိုရွာနှကုန်းလို့ခေါ်တယ်လို့ပြောလိုက်ပြီးရွာနှကုန်းကိုစီမံကာကွယ်ပေးတဲ့သူကိုလည်းနတ်စီယာအကြီးကဲလို့ခေါ်ကြောင်းပြောပြလိုက်တာဒေါက်တာချွန်းရဲ့အဖိုးကနတ်စီယာအကြီးကဲတယောက်ဆိုတာကိုပြောပြလိုက်ပါတယ်တကယ်တော့ဒေါက်တာချွန်းကညီကိုနှစ်ယောက်ရှိခဲ့တာဖြစ်ပြီးဒေါက်တာချွန်းကတော့ငငယ်ကလေးကသူ့ဘိုးလိုမျိုးပါရမီပါလာတဲ့အတွက် တရဲတွေကိုထိန်းချုပ်နိုင်တဲ့ကြမ်းကန်အဆောင်ကိုကောင်းကောင်းရေးဆွဲတတ်တယ်လို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့ဒေါက်တာချုံကနတ်ဆရာအလုပ်ကိုလုံးဝစိတ်မဝင်စားတဲ့အတွက်သူ့ညီလေးကိုပဲနတ်ဆရာအမွေကိုစက္ကန်မိုးလျားထားခဲ့ပေမဲ့ဒီနေ့မှတော့ရုတ်တရက်ကြီးအငဲကောင်လေးပျောက်ဆုံးသွားခဲ့တယ်လို့ပြောပြလိုက်ပါတယ်။အဲ့လိုနဲ့ပျောက်ဆုံးသွားတဲ့မျိုးလေးကိုရှာခြင်းတဲ့အဖို့ကတုံးရလုံးလုံးအပနဲ့မိမိဖြစ်သူရှိမဲ့နေရာကိုခြေရခံခဲ့ပေမဲ့တကယ်တော့မကောင်းဆိုးရကအစွမ်းထက်တဲ့နတ်ဆရာဖြစ်တဲ့အဖိုးကိုတတ်ချင်တာကြောင့်သူ့မိရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးပြီးအဖိုးဖြစ်သူကိုတတ်ခဲ့ကြောင်ပြောပြလိုက်ပါတယ်။ ဒါကြောင့်မဲဒေါက်တာချွန်းကသူ့ဘိုးနဲ့သူ့ညီလေးကိုတတ်သွားတဲ့မကောင်းဆိုးဝါးကိုရှာခြင်းတဲ့အတွက်အဲ့ဒီချိန်ထဲကနှက်ဆရာတွေနောက်ကိုလိုက်ရင်းနေပဲသူကိုယ်တိုင်နှက်ဆရာတယောက်ဖြစ်လာတာလို့ပြောလိုက်ပါတယ်။ဒီတော့မှအင်ဘဲလဲဒေါက်တာချွန်းရဲ့အကြောင်းနဲ့မကောင်းဆိုးဝါးတွေတကယ်ရှိတယ်ဆိုတာကိုယုံကြည်သွားပါတော့တယ်။